ရှေ့နှစ်ရွှေကြွေမှာလည်းအဲ့လိုမျိုးအတန်လေးပိုင်းမထွက်ဘူးလေနော်အကုန်လုံးငငယ်လေးနဲ့ပြီးသွားတယ်သူကနေသူတတ်တတ်ခက်ခက်လေးနဲ့အဆင်ပြေပါတော့ဒီနေ့ကျရင်နည်းနည်းဟိုပြောပြောမလဲပြိတ္တတွေအမြင်မှာလည်းအဲ့လိုမျိုးရုံးဆန်ခန့်ဖြစ်တယ်ဒီမှာဟိုအရန်အော့တော်တောင်းနေပြီပေါ့နော်အဲ့လိုမျိုးဖြစ်တော့ဟိုတခုခုဆိုလို့ရှိရင်ပေါ့ဟိုဗာလဲဆိုတာကပြောခံရရင်လှုပ်လိုက်တဲ့သူကပြောခံရတာမဟုတ်ဘူးလေနော်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီခေါင်းစဉ်တက်ပြီးတော့2024ရွှေကြွေဆိုပြီးအကုန်ခေါင်းစဉ်တက်ပြီး ပြောတော့အစင်တော့မပြေဘူးလေပေါ့နော်အဲဥစားတွေတော့နည်းနည်းလေးတော့စိတ်နှောက်ရှက်တော့ဖြစ်တာပေါ့နော်ကျွန်တော်ကပြောချင်တာကတော့အကုန်လုံးဒီလိုမျိုးပေါ့နော်တိုင်ကြုံပြီးတော့မထင်စေချင်ဘူးပေါ့နော်ဟိုစ조사တာမလွယ်တာဖြစ်တော့ကြောင့်မကိုယ်ကိုယ်စ조사နေရလို့မဟုတ်တာမသိဘူးဒီလိုမျိုးပြောပြီးဆိုရင်တော့ဟိုနည်းနည်းလေးတော့ဝန်းနေတာပေါ့နော်ရပိုင်းထဲမှာပဲကျွန်တော်ရုပ်ရှင်စီးရင်းကကျွန်တော်တို့ဒီကျင်ညာထားတဲ့ကျွန်တော်ဒီတရုတ်ဆောင်တင်တဲ့ပေါ့နော်တရုတ်ဆောင်တင်တဲ့မှာလည်းကျွန်တော်တက်ဖို့အတွက်ဖောင်တွေလည်းထုတ်ပေးပြီးဖောင်တင်ဖို့ပဲကြံတော့ပါပေါ့နော်နောက်ပြီးတော့ဒီဂျာထဲမှာလည်းကျွန်တော်ဂျာတက်လောက်လေးပေါ့ ဒီနောက်သားဆိုရင်လည်းကျွန်တော်ကျောင်းတက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘယ်လိုပြောမလဲမိတ်ကတ်ချိုင်းနဲ့ဒီလိုမျိုး model line လေးကိုလည်းနည်းနည်းတွားပြနေရမှာနော်ဟုတ်ကျွန်တော်ကျတော့နှစ်ခုလုံးဝါသနာပါတယ်ပေါ့နော်ဒါပေမဲ့တရုတ်ဆောင်ပိုင်းကိုကြာတော့ပို့ပြီးတော့ဝါသနာပါတယ်ပေါ့ဝါသနာပါတယ်ဆိုတော့ကျွန်တော်တို့ဒီဒီဘယ်နေရာမှာတော့လွယ်တော့မလွယ်ကူဘူးလေတရုတ်ဆောင်ပိုင်းကလည်းခက်ခဲတယ်ဒီ model ဘိုင်းမှာလည်းဒီသူ့ရဲ့ရှင်းပြချင်းကနေရှောက်ပုံရှောက်နေရပေါ့နော်ဒီ runway ရှောက်ပုံရှောက်နေရလည်းရှိရဆိုတော့လွယ်တော့မလွယ်ဘူးဒါပေမဲ့နှစ်ခုလုံးတော့သဘောကျတယ်ပေါ့နော်ဟုတ်တရုတ်နဲ့တရုတ်ကတော့နော်ဟိုပြောမလဲ လူတော်မတူတာပေါ့နော်ကျွန်တော်စိတ်ဆိုတာလည်းမတူဘူးပဲပေါ့နော်ဟိုတယောက်နဲ့တယောက်စူးစမ်းမှုလည်းကွာတယ်ပေါ့နော်စူးစမ်းရသူကတော့ပို့ပြီးတော့ရှေ့ရောက်တာပေါ့နော်အဲဒီဥစ္စာလေးပဲပေါ့အဲနောက်ကကျတော့ဒီကျွန်တော်ရွှေချိုပါပြင်းနဲ့ကဒီလူပညာလုပ်ဖို့ဆိုတာလည်းကျွန်တော်ဒီရွှေချိုဖြစ်ပွင့်တချို့ကြာအများမြင်အောင်မြင်ကြရွှေချိုဖြစ်ပြီးရင်တရုတ်ဆောင်တယောက်ဖြစ်ဖို့အတွက်လွယ်တယ်အဲ့ပြီးတော့သူ့လမ်းကြောင်းပေါ်ရောက်သွားဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လောက်ရတာအဆင်ပြေလို့ထင်တာအမှန်ကမဟုတ်ဘူးပေါ့နော် ်ဘယ်နေရာပဲဖြစ်ပါအရန်ခက်ခဲတယ်ကျွန်တော်ရွှေကြိုဖြစ်ပြီးသွားရင်တော့မှဒီကိုယ်စကားခေါ်ရိုက်ဖို့နောက်ပြီး producer တွေအဲတခြားခြားစတဲ့လူတွေပေါ့နော်အဲ့လိုမျိုးဥစ္စာတွေတော့မှကျွန်တော်လုံပန်းရတယ်ပေါ့နော်လုံပန်းဆိုမလွယ်ဘူးခက်ခဲတယ်ဘယ်နေရာပဲဖြစ်ဖြစ်ပါအခက်ခဲတော့သူ့အနေနဲ့သူရှိပါတယ်ဟုတ်ရှိနေရွှေကြိုမှာလည်းအဲ့လိုမျိုးအတန်လေးပိုင်းမထွက်ဘူးလေနော်အကုန်လုံးငငယ်လေးနဲ့ပြီးသွားတယ်သူကနေသူတတ်တတ်ခက်ခက်လေးနဲ့အရှင်ပြေပေါ့နော်ဒီနေ့ကျရင်နည်းနည်းဟိုပြောပြောမလဲပြိတက်တည်းအမြင်မှာလည်းအဲ့လိုမျိုးရုံရင်းဆန်ခန့်ဖြစ်တယ်ဒီမှာဟိုအရန်အော့အော်တောင်းနေကြီးပေါ့နော်အဲ့လိုမျိုးဖြစ်တော့ ဟိုတခုခုဆိုလို့ရှိရင်ပေါ့ဟိုဘာလဲဆိုတော့ကပြောခံရရင်လှုပ်လိုက်တဲ့သူကပြောခံရမှာမဟုတ်ဘူးလीเนาะကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒီခေါင်းစဉ်တက်ပြီးတော့2024ရွှေကျွေးရေဆိုပြီးအကောင်ခေါင်းစဉ်တက်ပြီးပြောတော့အစင်းတော့မပြေဘူးလीပေါ့เนาะအဲဥစ္စာတွေတော့နည်းနည်းလေးတော့အစင်းနောက်ဆက်တော့ဖြစ်တာပေါ့เนาะဒါပေမဲ့လည်းအကိုကပဲတက်နိုင်မယ်ပေါ့เนาะဒီဟာကကိုနဲ့တူတူ batch တစ်ခုတည်းမှာဆိုမျိုးရွှေကျွေးဖြစ်တယ်ဒီဟာလည်းအဲညီကောင်မောင်နှမတွေပဲပေါ့เนาะဒါတော့ဟိုနားလည်ပေးရတာပဲပေါ့เนาะဒါက ဟိုသူတို့ပြစ်လဲမဟုတ်ဘူးဒါကိုကဒီ ਾਈ ကိုလိုက်ပြီးတော့လက်ခံနေလို့လည်းမရဘူးလေမနော်ကိုဘက်ကနားလေပြလိုက်တာတော့ကိုတော့ကတော့အကောင်းဆုံးပဲလို့မြင်ပါတယ်ဟုတ်အကောင်ဆုံးကတော့ဒီဘာနော်မျက်မြင်ကိုတွေ့တော့မျက်မြင်ဆိုတာအကောင်ဆုံးမြင်နေရတဲ့အချိန်မှာပဲဟိုသူကနေသူအရှင်ပြေရဲ့လူလည်းရှိရယ်ပေါ့နော်အကောင်ဆုံးကတော့ကြိုးစားနေတဲ့လူအလျောက်ပဲပေါ့နော်တယောက်နဲ့တယောက်ကတော့ဟိုကြိုးပဲနေနေကတော့တူတော့မတူဘူးလေပေါ့နော်ဟိုနည်းနည်းတချို့ကြောက်လဲအဲ့လိုမျိုးဟိုနည်းနည်းလေး ့အော်တောင်းတင်းလေးဖြစ်ပြီးမှကြော်ကြင်နေတဲ့သူလည်းရှိသလိုကိုကနဲ့ကိုဟိုဒီဇိုင်းမမန်နဲ့အဆင်ပြေပြေလေးနဲ့စူးစမ်းပြီးတက်ချင်တဲ့သူတွေလည်းရှိပါတယ်အကုန်လုံးတော့ဟိုကျွန်တော်ကပြောချင်တာကတော့အကုန်လုံးဒီလိုမျိုးပေါ့နော်တိုင်ကြုံပြီးတော့မထင်စေချင်ဘူးပေါ့နော်ဟိုစ조사တာမလွယ်တာဖြစ်တော့ကြောင့်ကိုယ်တိုင်조사နေရလို့မဟုတ်တာမသိဘူးဒီလိုမျိုးပြောပြီဆိုရင်တော့ဟိုနည်းနည်းရောဝန်းနေတာပေါ့နော်ဝန်းနေဆိုတာကအဲ့လိုမျိုးအဲပရိသတ်တွေစီမှာကိုကအမြင်မကြည့်လို့ရှိရင်ကိုရှေးဆန်းရမယ်လမ်းကြောင်းတွေမှာလည်းအဆင်မပြေဘူးလीနော် ကိုအနုပညာလုပ်မယ်ဆိုတာကပြိသက်တွေပေါ်မှာပဲအရင်ဆုံးဦးတည်ရတာနော်ပြိသက်တွေအားပေးမှုရှိမှအနုပညာလမ်းကြောင်းပေါ်မှာကိုကထပ်မံပြုလို့နေတွားနိုင်တာမို့လို့ဟိုအဲ့လိုမျိုးအမြင်မကြည်ရသေးရှိရင်တော့ကျွန်တော်ကတော့တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကျွန်တော်ဆိုလဲဒီရွှေချိုဖြစ်ဖို့အတွက်ကိုကျွန်တော်ရှေ့မှာနှစ်နှစ်လောက်ပေါ့နော်နှစ်နှစ်လောက်ပြန်ခဲ့ရတယ်၃နှစ်မြောက်မှကျွန်တော်ရွှေချိုဖြစ်တာဟုတ်ဘာလို့ဆိုတော့အဲစ조사မှပဲရမယ်ပေါ့နော်ဘယ်ညာပဲဖြစ်ပါကျွန်တော်조사မှဒီဟာကအရာထင်တာဆိုတော့လေအနုပညာလမ်းကြောင်းပေါ်မှာကျွန်တော်ရှေ့ဆက်ချောင်းမယ်ဆိုရှင်လဲဟို တမန်ယူကြပါတော့ကိုယ့်ရဲ့စူးစမ်းမှုပါတော့ကိုယ့်ရဲ့စူးစမ်းမှုလေးကိုပဲရှင်းရင်းချင်းပဲစူးစမ်းသွားမှာပါဟုတ်ဘယ်လိုလေးရှင်းကြတော့အကုန်လုံးပဲပါတော့ကြည်ပါတယ်ကြည်တယ်ဆိုတော့ကကျွန်တော်ကတော့နည်းသေးတယ်ပါတော့တချို့ချို့ရွှေချိုလေးဆိုယောက်ျားလေးရွှေချိုမောင်လေးမှကြည်ရတယ်အများကြီးပါအကျောထပ်ပို့ကြည်ရတယ်ရှိတယ်ကျွန်တော်တို့ကဘာမှမဟုတ်ဘူးပါတော့ဟိုကိုထက်လည်းဖန်ပုံများတယ်ဖန်ရပို့တောင်းတယ်နောက်ပြီးကိုထက်လည်းအားပေးတဲ့သူပုံများတဲ့သူလေးရှိပါတယ်ကိုဒီအားပေးတဲ့တယောက်စားနှစ်ယောက်စားရှိရင်လည်းဒီဟာကိုရပြိတ္တပဲလေနော်ဒီဥစ္စာကိုတယောက်စားနှစ်ယောက်စားတော့မှ ဟိုရှီမေးရဲ့အတွက်ကြောင့်မို့ကိုကကျေးဇူးတော်တင်ရမယ်ပေါ့နော်။ဘာဖြစ်ဆိုတော့ကျွန်တော်တို့ကြတော့ဟိုအဲဒီလိုမျိုးအမှုပညာတိုင်းဝိုင်းမရှိအောင်ပဲနဲ့ဒီလိုမျိုးရိုးရိုးလမ်းကြောင်းပေါ်နဲ့တက်လာလို့ဖြစ်တဲ့ကြောင့်မို့ဒီလိုမျိုးကိုဘက်မှာဟိုတယောက်နှစ်ယောက်ရှိကြလိမ့်မယ်။ကိုတော့အားဖြစ်တယ်ပေါ့နော်ဟုတ်ဘာကြီးထပ်မြင်ရမလဲဆိုတော့ကျွန်တော်ပေါ့နော်ဒီ name line နာမည်နဲ့ဆိုလို့ရှိရင်ကျွန်တော်အဓိကတရုပ်ဆောင်ပိုင်းရဲ့နောက်ပြီးဒီလိုမျိုး model ပိုင်းရဲ့နောက်ပြီးနောက်တစ်ခုကကျတော့ ထဆောင်ဖို့ extra လေးနေနေ MC ဘိုင်းပေါ့နော် MC ဘိုင်းလေးလည်းနေရမှာပါလို့ဟုတ်အရင်ကအဲ့လိုမျိုးပေါ့ MC အဲ့လိုမျိုးတပွဲနှစ်ပွဲလောက်ဖူးတယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲကိုကအဲ့လိုမျိုးပညာရေးချင်းပြေးွားနေတဲ့လူလည်းမဟုတ်ဘူးလေနော်ဟို MC တန်တန်းနေလည်းအခုတက်နေပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်ယူထားရဲ့ဒီ major နဲ့ဒီ MC ဘိုင်းနေဒီအနုပညာဘိုင်းနေကကျွန်တော် major နဲ့ quality ဖြစ်နေတော့လေဒီ MC ဘိုင်းကိုလည်းကျွန်တော် အားပေးပါတယ်ပေါ့နော်ဟုတ်အားပေးတယ်တူတယောက်ချင်းတိုင်းပေါ့နော်ကျွန်တော်ကမှမဟုတ်ပါဘူးကျွန်တော်ဒီအခုမှတက်တက်ဆဖြစ်တဲ့ဒီရွှေချိုမောင်မဲတွေအနောက်ပြင်းတရုတ်ဆောင်တွေ model တွေအကုန်လုံးအားပေးတဲ့ပရိသတ်အကုန်လုံးကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အခုကကျတော့ကျွန်တော်တို့ဒီလိုမျိုးအဲရွှေချို ပေါ့နော်ကျွန်တော်တို့ဒီ batch မှာအမျိုးနည်းနည်းအိုးအော်တောင်းရင်ဖြစ်သွားရတဲ့အတွက်လည်းကျွန်တော်တောင်းပန်ပါတယ်အားလုံးကိုချက်တော်မျက်စိလေးနဲ့ကြည့်ပေးကြပါကျွန်တော်တို့ရှစ်ဆယ်ချောင်းမဲ့ခီးစန်းတွေကလည်းအဲကိုယ်တိုင်စူးစမ်းပြီးတော့တက်လန်းမှာဖြစ်တဲ့ကြောင့်မလို့ဂျုံကြည့်ပြီးတော့ကျွန်တော်တို့ကြည့်ပေးကြပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်